မင်္ဂလာပါရှင်ရွှေကုန်ကနေတင်ဆက်ပေးမယ့်သတင်းကြောင်းမှာကတော့ပြည်လဲတီဆောင်မဲ့အဆောက်အဦများဟာအင်ဂျင်နီယာဆိုင်ရာသတ်မှတ်ချက်များနဲ့အညီငလင်တန်ခံနိုင်အောင်ဆောင်ရွက်ရန်လူကြောင်းနတ်စကဥက္ကဋ္ဌပြောကြားတဲ့သတင်းဖြစ်ပါတယ်။ငလင်ကျောနေရာများကိုစနစ်တကျသုတေသနပြုလုပ်ရန်လိုပြီးပြည်လဲတီဆောင်မဲ့အဆောက်အဦများဟာ ်အင်ဂျင်နီယာဆိုင်ရာသတ်မှတ်ချက်များနဲ့အညီငလင်တန်ခံနိုင်အောင်ဆောင်ရွက်ရန်လူကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ပူချုပ်မှုကြီးမေအောင်လိုင်ကဧပြီ18ရက်တွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမမှာကျင်းပတဲ့ပြည်ထောင်စုအစိုးရဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်မှစကားပြောကြားရာတွင်ထည့်သွင်းပြောကြားကြောင်းသိရပါဗျ။မိမိတို့နိုင်ငံတွင်လှုပ်ခတ်ခဲ့တဲ့ငလင်ကျောနေရာများကိုစနစ်တကျသူတေသနာပြုလုပ်သွားရန်လူကြောင်းပြည်လဲတိဆောက်မဲ့အဆောက်အဦများဟာငလင်တန်ကိုခံနိုင်တဲ့အဆောက်အဦများဖြစ်ရန်လူ ြောင်းအစာဦးများတိဆောက်ရာတွင် အင်ဂျင်နီယာရှုတော်မှကြည်၍အင်ဂျင်နီယာဆိုင်ရာသတ်မှတ်ချက်များနှင့်အညီတိဆောက်ပြီးငလင်တန်းခံနိုင်အောင်ဆောင်ရွက်သွားရန်လိုကြောင်းရုံးဌာနအစာဦးများပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင်အနည်းငယ်သာထိခိုက်ပျက်စီးခဲ့တဲ့အစာဦးများကိုဦးစားပေးအနေနဲ့ပြုပြင်ဆောင်ရွက်သွားရန်လိုပြီးအင်ဂျင်နီယာများကစမ်းသပ်ပြီးမှသာသတ်မှတ်ချက်များနဲ့အညီဆောင်ရွက်သွားရန်လိုကြောင်းနာဆကဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကပြောကြားခဲ့တယ်လို့သိရှိရပါတယ်ရှင်။